မမလူမျိုးကြီးဝါရလို့ခေါ်တယ်။ဒီပြည်မကိုအခြေခံတဲ့ဒီစစ်အာဏာရှင်တွေရဲ့တနိုင်ငံလုံးကိုအားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ channel မှာကြိုဆိုပါရစေ။ကျွန်တော်တို့ channel ကနေ့စဉ်ကဒန်းသူကဒန်းမန်တွေကိုစာပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်ကပေးဖို့တောင်းဆိုချင်ပါတယ်။လွှမ်းမိုးချုပ်ကန်မှုကိုအထူးကြံအောင်ဝိုင်းဝန်းပိတ်ဆို့ခြင်းသည်မဲဆက်ကိုပိတ်လိုက်ခြင်းပဲ။ ဒီဆရာနာရှင်တွေကနေဆက်တာမရှိဘူးဆိုရင်ဘာမှမလုပ်စားတတ်ဘူး။ဘာမှလုပ်စားတွေ့မတတ်ဘူး။အဲ့တော့သူအုပ်ချုပ်ထားတဲ့ဒီပြည်မမှာရှိတဲ့ဒီတန်း3450တော့ပြည်သူတွေကိုကျွေးမှုမွေးမှုသူတို့ဘာမှမလုပ်တတ်ဘူး။အဲ့ဒီနေဆက်အကူအညီတွေနဲ့နေဆက်ကုံတွေရေတရုတ်ထိုင်းအိန္ဒိယပေါ့ဒီသုံးနိုင်ငံရဲ့အကူအညီနဲ့မြန်မာပြည်မှာစီးစင်းလဲပတ်နေတာ။အဲ့တော့ဒီဂေါတိတရားကိုတာပိတ်ပစ်လိုက်တယ် ဲ့ဒီလမ်းကြောင်းကြီးကိုပိတ်သွားပြီးဘာမှကုန်ကူးလို့မရတော့ဘူးဆိုရင်ဘသူထိခိုက်နေတာမှလဲ။ဒါဆိုတော့တရုတ်ပြည်နဲ့ကဂုတ်တိတ်တရာအထီတော့ရှမ်းမြောက်ဝလူတွေကတော့ကုန်ကူးလို့ရနေစားသောက်လို့ရနေမှာပဲ။အဲ့တော့ရှမ်းမြောက်ဝလူတွေရဲ့ဝင်ငွေတွေအားလုံးကလည်းပြည်မကနေမှီခုန်နေတာမဟုတ်ဘူး။ဒီနေဆက်ကနေပဲသူတို့ဝင်ငွေစားသောက်နေထိုင်လို့ရနေတာ။အဲ့ဒါဆိုရင်ဘသူထိခိုက်မှာလဲ။မန္တလေးထိခိုက်မှာအဲ့တော့ မမာတဲ့ကားလန်းကြံသေးတယ်လက်ခံပါတယ်ဒါပေမဲ့အဲ့ဒါပိတ်သွားရင်ဘသူနာနင်းနာမယ်ထင်လေဆမ်းမြောက်ကတိုင်းသားနင်းနာမှာမဟုတ်ဘူးပြင်မပဲနင်းနာမှာပြောချင်တာက तू ကမကြောက်မရွံ့သူတို့ဒီဒီတိုင်းသားတွေပပတ်လေဝိုင်းတော့အလဲကောင်းမှနေနေတာသူ့ကိုဝိုင်းဝန်းပိတ်ဆို့လိုက်ရင် तू ဒီထွက်เสียထွက်ပေါက်မရှိဘူးအဲ့တော့ तू ကတိုင်းသားဒေသတွေကိုဖျက်ပြီးမှနေဒီနေဆက်ကိုသွားလို့ရတာအဲ့တော့ तू ကပဲလာပြီးတော့ ပိတ်ခိုင်းနေတာအဲ့တော့သူကတရုတ်ကိုဖိအားပေးပြီး နေဆက်တွေကိုပိတ်ခိုင်းပြီးတော့ဒီတိုင်းသားတွေကိုဝင်လို့မရအောင်လုပ်တာအဲ့တော့တရုတ်ကနေတဆင့်ဒီနေဆက်တွေကိုဖွင့်ပြီးတော့ပြည်အဲ့ဒီနေဆက်တွေကိုဖွင့်ပြီးတော့နေဆက်တွေပိတ်လိုက်ရင်တိုင်းသားတွေလည်းထိမယ်ပြည်မလည်းထိမှာမန္တလေးထိမှာနေပြည်တော်ထိမှာအဲ့ဒါကသူ့ကိုသူဟုတ်လာပြီးထင်ပြီးတော့ ဒီညီနောင်သုံးဖွဲ့ကိုဝါကိုအဲ့လိုနီးနဲ့ပိတ်ပြီးတော့သူကတရုတ်ဖိအားကြောင့်သူကကြောက်ရွံ့ပြီးပြန်ဖွဲ့ပေးတယ်လို့သူကထင်တယ်အဓိကအတိုင်းသားတွေမှာအားနေချက်ရှိနေတာကသူတို့ရဲ့ပတ်စံတွေပေါ့နော်ယွမ်ဘီလီယံနဲ့ချီတဲ့ပတ်စံတွေကတရုတ်ပြည်မှာသွားထားရတာအတွက်သူတို့ကအဲ့ဒါတခုတော့နင့်နာသွားတယ်ဘာလို့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတရုတ်အစိုးရက freeze လုပ်လိုက်တာပေါ့ဘန်အထဲမှာရှိတဲ့ပတ်စံတွေငကိုရဲရတာအဲ့ဒီပတ်စံတွေကိုတခြားနိုင်ငံမှာသူတို့ရွှေ့ထားနိုင်ရင် ဒီနေဆက်ပိတ်တာလောက်ကအဓိကအထိမှာပြေမပဲအထိမှာပြေမအထိဘယ်သူအထိမှာလဲမင်းအောင်လိုက်ပဲအထိမှာအဲ့တော့ဒီဂုတ်တဲ့တရားစီကာလမ်းပဲကျွကျွယထာလမ်းပဲကျွကျွဘာလမ်းပဲကျွကျွအဲ့ဒီအဲ့ဒီလမ်းကြောင်းတစ်ခုလုံးပြတ်သွားရင်ဒီကအဓိကအထိခိုက်မှာဘယ်သူလဲပြေမပဲအထိမှာအဲ့တော့ထိုင်းကလည်းပိတ်လိုက်ရင်ဘယ်သူအထိမှာလဲပြေမပဲအထိမှာ အိန္ဒိယဘက်ကပိတ်လိုက်ရင်လည်းဘယ်သူထိမှလဲပြေမှပဲထိမှအဲ့တော့ဒါဒီအားလုံးကိုခြုံကြည့်လိုက်ရင်နိုင်ွက်ကဘယ်သူစီမှာရှိနေတာလဲမင်းအောင်လည်းထဲမှာရှိနေတာမဟုတ်ဘူးတိုင်းသားတွေထဲမှာရှိနေတာဒါဆိုအဲ့ဒီနိုင်ွက်ကိုတိုင်းသားတွေကဘာလို့မကင်တာလဲမလုတ်ချင်လို့ကိုမလုတ်တာပြည်မကပြည်သူတွေကို မလုတ်ချင်လို့ကိုမလုတ်တာပြောချင်တာကဒီတိုင်းသားနေဆက်တွေဒေတာတွေကိုမဖြတ်ဘဲနဲ့မင်းအောင်လိုက်တို့ပြည်မသားတွေပေါ့သူ အုပ်ချုပ်လို့မရဘူးအဲ့ဒါကိုတရုတ်ကကောင်းကောင်းသိတယ်အဲ့ဒါကိုတရုတ်ကကောင်းကောင်းသိပြီးကစားပြီးတော့မင်းအောင်လိုက်တို့ကိုရွေးကောက်ပွဲအတင်းလုပ်ခိုင်းနေတာ ဧရိယာနေမှာသူနေဆက်ကိုပြန်ဖွင့်ပေးတယ်။အဲရနေမှာပြေမထီသူကဈေးခါတွေအသွင်းပေးမယ်။ AI တစ်စင်းမှာဒီ time back ကတစ်စင်းနဲ့သူရအောင်ပြေလည်အောင်လုပ်ပေးမယ်။ AI တစ်စင်းမှာသူကသူထိန်းချုပ်လို့ရတော့နိုင်ငံရေးသမားများအခုက NLD ပါတီကိုမောင်းထုတ်လိုက်ပြီးတကားလား။ဒါပေမဲ့ NLD ပါတီကိုရွေးကောက်ပွဲဝင်လို့မရအောင်တော်လိုက်ရေးထဲမှာထားထားပြီးတကားလား။ NLD ပါတီမရှိတဲ့လက်ဟာနေတဲ့အချိန်မှာနှင်းစီပါတီကဲတော့ တရုတ်ထိန်းချုပ်မှုအောက်မှာရှိသောပြည်မနိုင်ငံရေးပါတီရဲ့တစ်ဆင့်မြမနိုင်ငံရေးမြမလွှတ်တော်နဲ့မြမအစိုးရအဖွဲ့ကိုဒါရိုက်လွှမ်းမိုးဖို့စ조사ခြင်းပဲစစ်သားဟုတရုတ်ကဒါရိုက်ထိန်းလို့မရဘူး။ဘာလို့စစ်တပ်ရဲ့သဘောတရားအရစစ်ဘုတ်ချုပ်တွေကသဘောထားအမြင်ဖို့ပြောင်းတယ်။အရက်သားကစစ်တပ်လိုအာဏာမရှိဘူး။တရုတ်ရဲ့အကူအညီနဲ့ဟိုဝါတို့မိုင်လာတို့ကိုကန့်တို့ တောင်းပလောင်လို့အေအေတို့ဒီဒီအဖွဲ့တွေအားလုံးကတရုတ်အကူအညီနဲ့တရုတ်ရဲ့အပေးယူတွေနဲ့အင်အားကြီးလာတာလीနမယ်ရနေတာအဲ့တော့အဲ့လိုမျိုးတရုတ်အကူအညီနဲ့တရုတ်ရဲ့နောက်ခံ အားပေးမှုတွေနဲ့ background နဲ့ပြည်မမှာစစ်တပ်ကိုပခုံးချင်းရှင်နိုင်တဲ့နိုင်ငံရေးဩဇာရှိတဲ့ နိုင်ငံရေးသမားများကိုတရုတ်ကထူထောင်တော့မှာအဲ့တော့ဒီ2020နဲ့ငါရွေးကောက်ပွဲဟာမြန်မာနိုင်ငံရေးလောကတစ်ခုလုံးကိုမြန်မာနိုင်ငံကိုတရုတ်ကအာဏာသိမ်းခြင်းပဲ2021ကမြောင်းလိုက်အာဏာသိမ်းခြင်း 2015ရွေးကောက်ပွဲ2026ရွေးကောက်ပွဲဒီမြန်မာနိုင်ငံကြီးမြန်မာလွှတ်တော်မြန်မာဝန်ကြီးအဖွဲ့အစိုးရအဖွဲ့ကိုတရုတ်ကပါဝါရှယ်ရင်းလုပ်ပြီးအာဏာသိမ်းခြင်းပဲအဲ့တော့ဒီတရုတ်ကအဲ့ဒါမျိုးလုပ်ဖို့အတွက်သူ့မှာရွေးစရာကတိုင်းသားတွေကိုအစာဖြတ်မလားပြည်မကိုအစာဖြတ်မလားအဲ့တော့ အချိန်တွေကဒါတဲ့ပိုဆိုးလာဖို့ရှိတယ်ရှိလာခဲ့ရင်မလာနာသိတဲ့2021ကအခု2025နာ2026ရွေးကောက်ပွဲတည်တရုတ်ကအနာသိမှာအဲ့ဒီအတွက်လေတရုတ်အလိုကြနိုင်ငံရေးပါတီတွေအစဉ်သိရှိနေပြီဒါပေမဲ့အဲ့ဒီနိုင်ငံရေးပါတီတွေကိုတရုတ်က ပေါ်တင်ပြောပြီးတော့ညှိထားတာမဟုတ်ဘူး တင်းရဲ့ကစားကွက်ထဲမှာအဲ့ဒီနိုင်ငံရေးပါတီတွေအော်တိုမက်တစ်ပါသွားမှာပေါ်ဒီပြောပြီးတော့တရုတ်ကအဲ့လောက်မညံ့ဘူးအဲ့တော့ဆရာနာရှင်ဟာသူ့ချီတော့နဲ့ယူသူ့ချီသူ့လက်နဲ့ရေးပြီးတော့ နောက်ပြန်ဆုံးလို့မရတော့မင်းအမားကြီးတခုကိုမှားတော့မင်းအဲ့ဒီအမားကြီးကိုစစ်အာဏာရှင်ကရွေးလိုက်ပြီးဆိုရင်မြန်မာနိုင်ငံဟာဒီလိုလက်အောက်ကိုကြားရောက်ပြီး ဲ့တော့တရုတ်ကသူထိတ်ချုပ်လို့ရတဲ့လှုပ်တော်လည်းရှိပြီးအစိုးရလည်းရှိပြီးသူသူဖိနှိပ်ထားပြီးတော့သူကြိုးချီထားလို့ရတယ်ဆရာနာရှင်လည်းရှိပြီးဆိုရင်နောက်ထပ် NLD လည်းမလိုတော့ဘူး NUG လည်းမလိုတော့ဘူးဘယ်တိုင်းသားမှမလိုတော့ဘူးလေတရုတ်လိုချင်တာတနိုင်ငံလုံးကိုလိုချင်တာနေဆက်မဟုတ်ဘူးအဲ့တော့ဥလာမဲ2025ရွေးကောက်ပွဲဒီမြန်မာနိုင်ငံကိုတရုတ်လက်ထက်ကိုထိုးအပ်မဲ့ပွဲပဲ အဲ့ဒီအတွက်တရုတ်အလိုကြပါဝါ sharing အနေနဲ့မင်းအောင်လိုင်လေးအာဏာရမယ်မင်းအောင်လိုင်လေးအာဏာရမယ်တရုတ်လေလူချင်းတို့ထိန်းချုပ်လို့ရပါမယ်အဲ့တော့အဲ့ဒီအနေထားရ အဲ့ဒီရွေးကောက်ပွဲကိုအနောက်နိုင်ငံများက legitimacy ပေးဖို့လည်းမရှိသလိုဖြစ်လာစရာလည်းအကြောင်းမရှိဘူးအဲ့ဒါဆိုရင်ဘာဖြစ်လဲအဲ့ဒါဆိုဘာဖြစ်မလဲအဲ့ဒါဆိုရင်မြောက်လိုင်းကသူ့ရဲ့ပျက်စီးခြင်းကို သူလောက်တာဖြစ်တဲ့တွေ့ ကျွန်တော်တို့ကအသာလေးကောက်စားရုံပဲဒီဘက်လိုလာအောင်လို့မဖြစ်မဲ့ကိစ္စသည်ကျွန်တော်တို့ NUG ရှိနေတယ်ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တွေရှိနေတယ်အဲ့တော့တရုတ်ကကျွန်တော်တို့ NUG နဲ့ကျွန်တော်တို့ PDF တွေနဲ့တိုင်းသားလက်နက်ကိုင်တွေကိုဓာတ်ရိုက်လာမတိုက်ရဘူးမြမပြည်ကိုစစ်တပ်နဲ့ဓာတ်ရိုက်မုံရဲဘူးသူကနောက်ွယ်ကနေပဲဝင်ကျင်တာအင်ဂိုလာလို့မှလို့သလို့ ဲ့တော့ကျွန်တော်တို့ကမင်းအောင်လိုင်ရဲ့စစ်တပ်ကပြောင်းညံ့သွားပြီးကျွန်တော်တို့ကစစ်ရေးရနိုင်လာရင်တရုတ်ကဘာမှမလုပ်နိုင်ဘူးတရုတ်ကအဓိကရင်ဆိုင်နိုင်တာကျွန်တော်တို့ရဲ့ NUG တိုင်းသားလက်နက်ကိုင်များပဲဖြစ်တယ်အဲ့ဒါကိုသိတဲ့သိတာအတွက်တည်းဖြစ်တဲ့အတွက်လေကရတော်ဝါဒီကိုကန့်ဒီအီအီဒီတောင်းပလောင်ဒီအဖွဲ့ပေါ့ဗျာ ဒီတရုတ်တပည့်တွေပေါ့အဲ့တော့ဒီတရုတ်တပည့်တွေကတရုတ်တပည့်တွေကဒီအချက်ကိုတီးလို့အတွက်သူတို့ဒီနှစ်ဖက်ကိုလှမ်းလာတာ သူတို့ဒီမချစ်ကဒီမချစ်ပေမဲ့အောက်ကနန်းဆိုပေမဲ့တရုတ်ကိုမချစ်ပေမဲ့အောက်ကနန်းထားတယ်မြောက်လိုက်တို့ကလည်းမချစ်ပေမဲ့အောက်ကနန်းထားပေမဲ့လေတကယ်တမ်းသူတို့လွတ်လပ်ချင်အန်ယူဂျီဥဆောင်တဲ့ဒီနေဦးတော်လန်ရေးကားသာလေသူတို့ရဲ့လွတ်မြောက်မှုကိုရမှာဖြစ်တော့သူတို့ဒီနှစ်ဖက်လှမ်းလာတာမြောက်လိုက်နဲ့တရုတ်တိုင်းအိဘက်ကူးမယ်ကျွန်တော်တို့ဘက်ကတိုင်းကျွန်တော်တို့ဘက်ကူးမှာ ကျွန်တော်တို့ဘက်ကဘာကြောက်တာနေတယ်လဲဆိုရင်တရုတ်ဒီမင်းအွန်လိုင်းတို့ကိုပဲစီယုံလို့ရတာတရုတ်ဒီမြန်မာပြည်မှာဘယ်သူမှထောက်ခံမှုမရှိတဲ့မြန်မာပြည်ရဲ့အပေါ်စားနိုင်ငံရေးသမားတွေကိုပဲစီယုံလို့ရတာတရုတ်ဒီကျွန်တော်တို့အများစုသောပြည်သူများနဲ့တော်လိုင်းရေးသမားများ NLD ပါတီဝင်များနဲ့မျိုးဥတော်လိုင်းရေးသမားများကိုစီယုံလို့မရဘူး